တန်ကိုမန်စတီကဘယ်နှကိုပြတ်နိုင်မလဲအာလင်ဟာလန်ဘယ်နှကိုတွင်းမလဲဒါကကျွန်တော်တို့မန်စတီဖန်တွေအဓိကစောင့်ကြည့်ရမယ့်အရာပဲအလုံးမေမင်္ဂလာပါကျွန်တော်တို့ဘူထက်ကြည့်ပါမန်စီဒရင်းတွေကိုအမြဲတစပ်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ဒီဗီဒီယိုလေးမစားခင်ကျွန်တော်ရဲ့ YouTube channel ကဗီဒီယိုလေးတွေကို VPN link နဲ့ကြည့်ပေးဖို့ကျွန်တော်အနေနဲ့ညီကိုတွေအားလုံးကိုမြစ်တာရက်ခန့်တောင်းဆိုချင်ပါတယ်ဗျ တော့ကဲဗီဒီယိုလေးစလိုက်ကြအောင်ဗျာလို့နော်မန်စတီးနဲ့အေဗာတန်ဒီနေ့ည၈နာရီခွဲအချိန်မှာမန်စတီးကွင်းမှာပရီးမီးယားလိပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားတော့ကြမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပွဲချုပ်တုံးတက်ချက်ကလေးလှုပ်လိုက်ကြရအောင်ပွဲချုပ်တုံးတက်ချက်ကလေးလှုပ်လိုက်ရအောင်ဆိုတော့ကျွန်တော်အေဗာတန်ကြောင်းအရင်စပြောမယ်ဗျာအေဗာတန်ကလက်ရှိပရီးမီးယားလိအမှတ်ပေးစရာပေါ့နော်အမှတ်ပေးစရာရည်တည်မှုအရာကျွန်တော်တို့အဆင့်ဒါဒီကောင်ကကျွန်တော်မန်စတီးတင်းနဲ့ဒါအဆင့်၈ပေါ့နော်အမှတ်ကကျွန်တော်တို့၁၇မှတ်ရထားတယ်ပြောမယ်ဆိုရင်တော့ဒါ၃ပွဲနိုင်ထားတယ် နှစ်ပွဲရှုံးတာတယ်ပြီးတော့နှစ်ပွဲတည်ကြထားတယ်ဆိုရဲအတိတ်ပဲပေါ့နော်ကျွန်တော်မန်စီအတင်းကတော့အဆင့်9နေရာမှာရက်တည်ထားတယ်အဲ့တော့မန်စီအတင်းမှာကကျွန်တော်တို့ဒါနှစ်ပွဲစတိုက်ရှုံးထားတယ်ပေါ့နော်စပါးကိုရှုံးတယ်ပြီးတော့ကျွန်တော်တို့ဒါ Brighton တင်းကိုရှုံးတယ်အဲ့ဒီရှုံးပွဲပြီးကြတဲ့မန်စီအတင်းကကျွန်တော်တို့ဒါရှုံးပွဲလုံးဝမရှိတော့ဘူးဗျာ Everton အတင်းကတော့ကျွန်တော်တို့ဒါ Jack Grealish ရောက်လာပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒါတို့ရလက်ကောင်းတွေရလာတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့ Jack Grealish ကကျွန်တော်တို့ Everton ဂျဂရီလစ်ရှောက်လာပြီးနောက်ပိုင်း Everton ရခဲ့တဲ့ဂိုး79အနေအထားမှာ Grealish ကတကူးတွင်းပြီးတော့၄ဂိုးဖန်တီးပေးမှုပြုလုပ်ထားတယ်ဗျာအဲ့တော့ Grealish ကဒါအတင်းရဲ့ဂိုးရရှိမှုမှာ50ရာခိုင်နှုန်းလောက်ထိပါဝင်ပတ်သက်ထားတယ်လို့ပြောလို့ရတယ်ပြောမှဆိုတနည်းအဖြစ်ပြန်ပြီးတော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း Grealish assist လုပ်လိုက်တဲ့ပွဲဒါမှမဟုတ်ဂိုးတွင်းလိုက်တဲ့ပွဲတွေကဒါအနိုင်ရလက်တွေရယူပေးထားတာဗျာပြောမှဆို Grealish က Everton ရဲ့အရေးကြီးဆုံးကစားသမားအရေးပါဆုံးကစားသမားလို့ပြောလို့ရတယ် တယ်ဗျာ Everton အသင်းဂိုးရဖို့ဆိုရင် Grealish လို့ကိုလို့တယ်အဲ့တော့ Grealish က ဘာလို့ကျွန်တော်တို့ဒါမက်ဆီနဲ့ပွဲမှာပါဝင်ခွင့်မရတာလဲဆိုလို့ရှိရင်ဒါပရီးမီးယားလိကချမှတ်ထားတဲ့စီးမင်းကြောင်းလို့ပြောလို့ရတယ်ပရီးမီးယားလိကဒါအငှားချထားတဲ့ကစားသမားတွေအနေနဲ့မီဂင်ကလပ်နဲ့ပြန်တွေ့တဲ့အခါပါဝင်ကစားခွင့်မရဘူးဆိုပြီးတော့စီကန်ချမှတ်ထားတာဒါကြောင့်ကျွန်တော်တို့ဂရီးလစ်ကဒါမန်စီးတင်းရဲ့ပွဲစဉ်မှာပါဝင်ခွင့်မရရှိဘူးဖြစ်တယ်အဲ့တော့မန်စီးတင်းကဂရီးလစ်ကိုရောင်းချထားတာမဟုတ်ဘဲနဲ့အငှားချထားတဲ့ပုံစံပဲရှိသေးတာကြောင့် ဒါ Grealish က Man City နဲ့တွေးဆုံတဲ့ပွဲတိုင်းမှာပါဝင်ကစားခွင့်ရရှိမှာမဟုတ်ဘူးအဲ့တော့ Grealish ကြောင့်ဘာလို့ပြောနေရလဲဆိုလို့ရှိရင် Grealish မပါတဲ့ Everton ကကျွန်တော်တို့အစိတ်မရှိတဲ့ရေမွေတာတာပဲပေါ့နော်ဒါညကလည်းကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော် Everton တင်းရဲ့ဒါတွင်းကိုအများစုက Grealish နဲ့ပါဟို Grealish ပါဝင်ပတ်တက်နေတာ Grealish တိုင်းရဲ့မပါရင်တော့ကစားခွက်ပုံပေါ်သူဖြစ်နေနေတဲ့ ဒါ grillish ကဒါပါဝင်နေရပါတော့အဲ့တော့ grillish မပါလို့ရှိရင်ဖန်တီးမှုကတော်တော်ကြီးကိုရော့ကြတော့မှာအဲ့တော့ကန်ရမှာကလည်း man city queen အဲ့တော့ Everton အတင်းအတွက်ကမျောလင်းချက်ကမရှိတလို့နေပါတယ်တရီတောင်ကျွန်တော်အများကြီးမျောလင်းလို့မရဘူးပေါ့ဗျာအဲ့တော့ထိတ်တိုက်တွေးဆမှုကြီးရကြည့်မယ်ဆိုလို့ရှင်လဲနောက်ဆုံး၅ဘွဲမှာ Everton အတင်းက Man City အတင်းနဲ့ တပွဲပဲတည်ကြထားတယ်။ကျန်တဲ့ပွဲတွေအကုန်လုံးကမန်စီးတင်းကိုရှုံးတာကအဲ့တော့ Everton တင်းအနေနဲ့လည်းထိတ်တိုက်တွေးဆမှုမှာအတားရမနေပြန်ဘူး။အဲ့တော့နောက်ဆုံး၅ပွဲရလမှာဆိုရင်လည်းမန်စီးတင်းကဒါမိုနာကိုအတင်းကိုတူးတူးဆွဲရလနဲ့တည်ကြတယ်။ Arsenal တင်းကိုတည်ကြတယ်။ပြီးရင်ကျန်တဲ့ပွဲတွေအကုန်လုံးကိုအနိုင်ရရှိထားတာ။အဲ့တော့ခါကြတော့ Man City ကကျွန်တော်တို့တာနေပြန်ရော Everton တင်းရဲ့နောက်ဆုံး၅ပွဲရလက်တွေမှာလည်းကျွန်တော်တို့ဒါနောက်ဆုံးဒါ Crystal Palace ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုရင်လည်း Grealish ရဲ့နောက်ကျဂိုးနဲ့အနိုင်ရခဲ့တာ ပဲရှိတယ်အဲ့တော့ကြံတဲ့ဟာတွေအကုန်လုံးကကျွန်တော်တို့တရေဒါမှမဟုတ်ရှုံးထားတာတွေကြီးပဲဆိုတော့အများကြီးမျောလင့်ထားလို့မရပြန်ဘူးဗျာအဲ့တော့မန်စီတင်ဘက်ကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်မန်စီတင်ကကြတော့ဒါဒွန်းနန်ဒရမာရောက်ဒွန်းနန်ဒရမာရောက်လာတဲ့နောက်ပိုင်းမှာမန်စီတင်ကလုံးဝရှုံးပွဲမရှိတော့ဘူးတိုက်ဆိုင်မှုလို့ပဲပြောပြောဒါမှမဟုတ်ဒွန်းနန်ဒရမာစောက်ရမ်းကောင်းနေလို့ပဲပြောပြောဒွန်းနန်ဒရမာရောက်လာပြီးနောက်ပိုင်းကတော့မန်စီတီကတော့ရှုံးပွဲမရှိတော့တာအမှန်ပဲအဲ့တော့အေဗာဒန်အဲဒီကျွန်တော် ဘရိုက်တန်တို့ရှုံးတယ်ပြီးလို့ရှင်ကျွန်တော်စပါတင်ရှုံးတယ်အဲရှုံးပွဲပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒါဒနဒရမရောက်လာတယ်လုံးဝအာဆင်နယ်လိုအတင်းမျိုးတောင်ကျွန်တော်တို့ဒါတရေကစားနိုင်ကြတယ်ပေါ့နော်အာဆင်နယ်ကွင်းမှာအဲ့တော့ကျွန်တော်တို့ကမန်စီးတီးတင်းကိုပုံမှန်လမ်းကြောင်းပေါ်ပြန်မရောက်သေးဘူးလို့ပြောနေတာကတကယ်တော့အရင်နှုံးကမန်စီးတီးနဲ့နှိုင်းရှင်ပြီးပြောနေလို့မန်စီးတီး level ကိုမရောက်သေးဘူးလို့ပြောနေတာ တကယ်တမ်းကျတော့ကျွန်တော်မန်စီးတင်းကဒါသူ့ခြေစံနဲ့တူဖလားစိန်ခွန်နိုင်တဲ့ level အနေထားကိုရောက်လာပြီဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုလို့ရှိရင်ကျွန်တော် Everton အတင်းကိုလည်းကျွန်တော်တို့ဒါ sorry ever them the arsenal အတင်းကိုလည်းကျွန်တော်1-1နဲ့တရီကြခဲ့ပွဲမှာ messi တင်းတင်းကဒါအခွင့်အရေးတွေကျွန်တော်ရခဲ့တယ်တချို့အခွင့်အရေးတွေဆိုလည်းဂိုးပြစ်ပြောင်းလဲနိုင်ခဲ့တဲ့အထိသူတို့ဖန်တီးနိုင်ခဲ့တယ်ပြီးရင်ခန်းစစ်ကလည်းကျွန်တော်ကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့တယ်အဲ့လိုပဲမွန်နာကိုအတင်းနဲ့ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါနောက်ဆုံးမိနစ် မဒီပေးလိုက်ရတဲ့ပနတီကြောင့်တာကျွန်တော်တို့ဒါတရေကြတော့လို့ပြောလို့ရပြန်။အဲပွဲမှန်ဆိုရင်လည်းမန်စီအတင်းကအခွင့်အရေးတွေအများကြီးရတယ်။ဖန်တီးမှုတွေတော်တော်ကောင်းခဲ့တယ်။ဂိုးပြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့လို့လားကျွန်တော်တို့ဒီတက်ပို့ပြီးတော့ဂိုးမရခဲ့တာ။အဲ့တော့မန်စီအတင်းက ဖလားလမ်းကြောင်းပေါ်ရောက်မရောက်ဆိုတာအဲ့ခြေစွမ်းတွေကိုကျင့်တိနိုင်တယ်ဗျာပြောမတရေကြခဲ့တယ်ဒါပေမဲ့မန်စတီတင်ကအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်ခန်ဆယ်လည်းကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုတော့ကအနံ့ရနိုင်တဲ့ခြေစွမ်းတွေရှိခဲ့တယ်ပေါ့ဗျာအဲ့လိုအနေထောက်ပြန်ရောက်နေပြီအဲ့တော့ဆိုတော့ကအခုတွေ့ရမှာကအေဗာတန်နဲ့ကဲမ်မှာလည်းမန်စတီကွင်း အဲ့တော့လက်ရှိအနေအထားရလဲမန်စီးတင်းမှာကဒန်ယာယကစားသမားကရိုဒရီတော့ပြန်မပါလာနိုင်သေးဘူးပြီးလို့ရှိရင်ခူဆာတော့ပြန်မပါမလာနိုင်သေးဘူးအဲ့တော့ရိုဒရီမပါနိုင်တာကကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုရှိတယ်ကိုဗစစ်ကိုကစားထားကစားမလားဒါမှမဟုတ်အခုနောက်ပိုင်းပွဲတွေမှာနေရာပေးလာတဲ့နီကိုဂွန်ဇာလက်ကိုပဲထားကစားမလားကျွန်တော်ကြိုက်ရရွေးချယ်မှုပြုလုပ်လို့ရတယ်ဗျာအဲ့တော့ခူဆာတော့မကစားနိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နူးနက်စ်ကကျွန်တော်တို့ဒါဒီလိုအေဗာဒန်တင်းတဲ့ပွဲမှာကောင်းကောင်းကစားနိုင်တဲ့အရည်အသွေးမျိုးသူ့မှာရှိနေတယ်ဗျာအဲ့တော့ မန်စီတင်ကရိုဒရီမပါဘူးပြောမလို့ကူဆာတော့မပါဘူးအဲ့တော့ဒီကစားမနှစ်ယောက်မပါတာနဲ့မန်စီတင်ကလုံးဝကြီးခြေစွန်းရိုင်သွားမဲ့အနေအထားမျိုးမှာရှိမနေဘူးဗျာနီကိုကွန်ဇာလက်ဒီရိုဒရီလောက်မကောင်းပေမဲ့တူတန်းတစ်ခုမှပြောမလို့ဒီယာရီမှာခြေစွန်းပို့ပြီးတော့တည်ငြိမ်လာတယ်ဘောလုံးပေးပို့မှုတွေကလည်းအရင်အတက်အရင်လိုဘေးဘေးလောက်မှမဟုတ်ဘဲနဲ့ကျော်ကီးပတ်တွေထွက်လာလို့ဆိုလို့ရတယ်ဗျာအဲ့တော့ အဲ့ဒီရမှာသူ့မကြိုက်တော့ကျွန်တော်ကိုဘစစ်ရှိနေတဲ့အတွက်အများကြီးခြေစွမ်းပြောင်းလဲသွားမှာမဟုတ်ဘူးအဲ့တော့ Everton အတင်းကိုကျွန်တော်တို့ကဒါ view အစမှာပြောခဲ့တယ်လို့ပဲ Everton အတင်းကိုအနိုင်ကံမှာတော့တေးကြတယ်ဘယ်နှကူတွင်းမလဲဒါမှမဟုတ် Allen Haaland ဘယ်နှကူရမလဲဆိုတာပဲကျွန်တော်တို့စောင့်ကြည့်ရမယ် Everton အတင်းကိုကျွန်တော်တို့ Man City အတင်းကအနိုင်ကစားမှာကျွန်တော်အမြင်ရတော့ဒါအ ਨੇ စုံဒါဖိုးစည်းလောက်တော့သွားမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်အဲ့တော့ Everton အတင်းကိုကျွန်တော်တို့ Allen Haaland ကအနိုင်ဆုံးနှကူတွင်းမယ်လို့ယူဆရပြီးတော့ကျွန်내 တွင်ကိုတွေတော့မန်စီကွင်းလေကစားသမားရပဲတွင်ယူသွားလိမ့်မယ်လို့ကျွန်တော်နေနဲ့ဒါတုံးတက်ပေးလိုက်ရပါတယ်ညီကိုတို့ကရောဘလို့မြင်လဲမန်စီတင်ဘယ်နှကိုတွင်မယ်ထင်လဲအလန်ဟာလန်ဘယ်နှကိုတွင်မယ်ထင်လဲခုမက်မှာချက်လောက်ရေးခွဲပေးကြပါအောင်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုချင်ပါတယ်ဗျာ